မင်္ဂလာပါရှင်။နွေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသလက်နက်ကင်တော်လှန်ရေးဖွဲ့တွေပါဝင်တဲ့အားကောင်းသောအစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေလို့ NUG ရဲ့သမ္မတကကြေညာအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြပြပြောင်းလဲကိုအဆင့်တုံးစင်းနဲ့ဆောင်ရွက်နေပြီးအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသလက်နက်ကင်တော်လှန်ရေးဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေလို့ NUG ရဲ့သမ္မတဒူဝါလက်ရှိနာကကြေညာလိုက်ပါတယ်။ ။ရာယီသမရတူအားလက်ရှိလာကဒီဇင်ဘာရှင်းညပိုင်းမှာမြို့သားညီညွတ်ရေးဆွေးနွေးပွဲပြည်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးမိကွန်ပြောကြားမှာအခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး NUG အနေနဲ့ဒုတိယအဆင့်နဲ့တတိယအဆင့်ရေးပြည်ပြောင်းလဲရေးတွေကြန့်ရှိသေးရလို့နိုင်ငံတော်ရာယီသမရတူအားလက်ရှိလာကအသိပေးပြောဆိုပါတယ်။ပြည်သူ့လွတ်တော်ကိုစားပြုကော်မတီကပြည်သူ့တရက်လုံကိုထုတ်ပြန်ပေးခဲ့တဲ့ဆိုရဖွဲ့ပြင်ပြောင်းလေးဖွဲ့စည်းပုံက ကျွန်တော်တို့ရဲ့ပထမဆင်ပြေပြင်ပြောင်းလဲမှုပဲဖြစ်ပါတယ်ဒုတိယဆင်ပြေပြင်ပြောင်းလဲကလက်ရှိမျိုးသားညီညွတ်ရေးဆိုရနဲ့တိုင်းဒေသလက်နက်ကိုင်တော်လိုင်းဖွဲ့စည်းပါဝင်တဲ့ကိုစားပြုမှုအကောင့်နဲ့ဆိုရပြည်ပြင်ဆင်ဖွဲ့စည်းဖို့ပဲဖြစ်ပါတယ်တတိယဆင်ပြေပြင်ပြောင်းလဲကတော့မြောက်လိုက်တဲ့ဂျန်ဖက်စီအုပ်စုကိုဖြုတ်ချပြီးတော့အတွင်ကူပြားရေးဆိုရတရားကိုဖွဲ့စည်းဖို့ဖြစ်တယ်လို့ယာယီသမရတူလာရှိလာကပြောကြားပါတယ်ဒါပေမဲ့လက်တလုံးမှာတော့မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုဖြစ်ပေါ်လာဖို့ကန့်သက်တွေရှိနေတယ်လို့ယာယီသမရကအသိပေးပါတယ် မဟာမိတ်ဆွေတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှဒီမျိုးသားအမျိုးသားလုံးညီညွတ်ရေးကိုကျေပြန့်စွာကိုစားပြုနိုင်တဲ့ဆွေရဖြစ်လာအထုသဖြင့်တိုင်းသားတော်လင်အားစုရဲ့ကျေပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်အားလုံးကြိုးစားခဲ့ကြရတယ်။ဒါပေမဲ့အဓိကတိုင်းသားလက်နက်ကိုင်အားကြီးစုတွေဟာအမျိုးသားညီညွတ်ရေးဆွေရဖွဲ့ရတဲ့မှာထက်ထက်ဝင်ပူးပေါင်းပါဝင်ဖို့လက်ရှိချိန်မှာကန့်သက်တွေရှိနေစွာသိရတယ်။ယနေ့ကြီးဆွေရပြည့်ပြောင်းလဲအဆင့်30နဲ့ပတ်သက်တဲ့အချိန်ကာလကတော့ယာယီသမ္မတကတိကျပြောဆိုမထားသေးပါဘူး။ ဒါအပြင်ပြည်သူ့တဘောထားနဲ့ညီဆိုရဖွဲ့ပြင်ပြောင်းလဲကိုအစင်းလိုက်ပြုလုပ်ဆောင်ရွက်ရမှာဆိုရပြင်ပြောင်းလဲကော်မရှင် Energy Reform Combination ကိုဇူလိုင်လမှာစတင်ဖွဲ့စည်းပြီးအဲဒီကော်မရှင်မှာယာယီသမရပြည်သူ့ဝင်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးဆောင်မိစားခဲ့တာဖြစ်တယ်လို့အသိပေးပြောကြားခဲ့ပါတယ်အန်ဂျီကမနေ့ကမနေ့ပိုင်းမှာဝင်းနီချိုကိုအနေနဲ့ပြောင်းလဲပြုလုပ်ခါဆိုရပြင်စစ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ် အစိုးရအဖွဲ့ပြင်စီဖွဲ့စည်းမှုမှာ NUG အစိုးရဖွဲ့ဝင်တွေကဝင်ကြီးချုပ်နဲ့ဒုဝင်ကြီးချုပ်တို့ကိုတာဝန်ယူထားတဲ့အစိုးရဝင်ကြီးဌာနအပြောင်းအလဲပြုလုပ်ခံရခဲ့တယ်။လက်ရှိ NUG အစိုးရမောက်ဝင်းမြင်ကနိုင်ငံတော်သမ္မတအဖြစ်ဒေါက်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ဆက်လက်တည်ရှိနေပြီးယာယီသမ္မတဖြစ်သူကလက်ရှိလကတော့ဆက်လက်တာဝန်ယူထားပါတယ်။ဆက်လက်ပြီးစစ်တပ်က73စီကမ္ပဏီပိုင်ရှင်တွေကိုမတမာမှုလုပ်သည့်အဆိုကငွေကျပ်ဘီလီယံက40ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြန်ပြီးရာဇသံပေးထားပြီး စီလုံငန်းရှင်များအလုံးပြည်ပထောက်ကဝင်စစ်တပ်ကယာယီပိတ်ပင်ထားဂျပန်စစ်တပ်က73စီကမ္ပဏီပိုင်းရှင်တွေကိုစီတင်တင်ရောက်ချာမှာမတမာမှုတွေလုပ်သည်ဆိုကငွေကျပ်ဘီလီယံ940ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြန်ပြန်ရစတန်ပေးထားပြီးစီလုံငန်းရှင်များအလုံးပြည်ပထောက်ကဝင်စစ်တပ်ကယာယီပိတ်ပင်ထားကြောင်း73စီလုံငန်းရှင်တိုင်းဝိုင်းကပြောတယ်73စီကမ္ပဏီစီလုံငန်းရှင်များနဲ့ပူးပေါင်းပြီး73စီတင်တင်ရောက်ချာမှာမတမာမှုတွေလုံဆောင်ကဲလျက်စင်နဲ့စွန့်ရီတူဝင်ကြီးတန့်စင်နဲ့ညွှန်ကြားမှုချုပ်ရွှေမော်ရိုကိုစစ်တပ်ကနိုဝင်ဘာလအတွင်းဖမ်းဆီးရယူခဲ့ကြောင်း ဒဝင်ကြီးတန်းစင်တဲ့ညွန့်ကျောက်ရွှေမော်တို့ကိုဖန်စီရွာမှာဆက်သုံးစီတင်တွင်ခွင့်နဲ့စီခွဲတန်းနဲ့ခြားတာပြရမှာငွေကျပ်ဘီလီယံ940ကျော်ဆုံးရှုံးမှုလည်းပေးလည်မှုတွေနဲ့စစ်ထောက်လိုင်းကဖန်စီရယူခဲ့တယ်။ရင်းနောက်ဖန်စီကဒဝင်ကြီးနဲ့ညွန့်ကျောက်တို့နဲ့တူမတမာမှုတွေလှုပ်ဆောင်သူတပ်ပန့်ခံရတဲ့ဆက်သုံးစီကမ္ပဏီနဲ့လုပ်ငန်းရှင်ကြီးတွေကိုငွေကျပ်ဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရန်စစ်တပ်ကမိန့်ပေးညွှန်ကြားလာကြောင်းသိရတယ်။ ငွေကြေးဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရမယ့်စီကမ်ပဏီကြီးမှာခရိုနီဝင်းဆွေပိုင်ဆိုင်တဲ့ BOC ကမ်ပဏီကစစ်တပ်ထံကိုငွေကြေးဘီလီယံ180ဝင်းကျင်ခရိုနီစောစောပိုင်ဆိုင်တဲ့ Match ကမ်ပဏီကကျပ်ဘီလီယံ40ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်တဲ့မျက်မြစ်တန်မွန်ကမ်ပဏီကဘီလီယံကျပ်40ခရိုနီချစ်ခိုင်ပိုင်ဆိုင်တဲ့ဒန်ဂိုကမ်ပဏီကငွေကြေးဘီလီယံ80ခရိုနီအောင်ကိုဝင်းနဲ့ဆက်နေတဲ့ Brighter ကမ်ပဏီကငွေကြေး7ဘီလီယံ Regency ကမ်ပဏီက70ဘီလီယံ Apex ကမ်ပဏီကငွေကြေး15ဘီလီယံမြိုင်းတို့အား ကမ္ပဏီကငွေကျပ်15ဘီလီယံတည်တည်ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်းသိရတယ်။ဆက်သုံးစီတင်တယ်မှုနဲ့ခွဲတန်းချထားမှုမှာမတမာမှုလို့တည်ဆိုကဖန်စီခံရဆွမ်းရင်တွင်ကြီးတန်စင်မှာဝင်ကြီးကျုံယူဆွဲတငယ်ချင်းရဖြစ်ပြီးစစ်သက်တို့ပတ်စဉ်23ကြောင်းစင်းအရာရှိတအုပ်လည်းဖြစ်ပါတယ်။ဆက်လက်ပြီးထိုင်းကမ္ဘောဒီးယားစစ်ပွဲဒုတိယမြောင်းနေ့ဖြစ်ဆက်လက်တိုက်ခိုက်ကမ္ဘောဒီးယားဘက်ကနေစစ်အရာရှိကြီးတချို့အပါအဝင်တင်ဆောင်မှုရရှိပြီးထိုင်းဘက်မှလည်းထိခိုက်ကြဆုံးမှုတွေရှိနေတယ်။ ။ထိုင်းကမ်ဘောဒီးယားစစ်ပွဲဒုတိယမြောက်နေ့ဖြစ်ဒီဇင်ဘာလ9ရက်နေ့မနက်2နာရီဝန်းကျင်ကစတင်ပြီးဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းနိုင်ငံသတင်းဌာနရဲ့ဖော်ပြချက်အရသိရတယ်။ယနေ့မနက်9:50မိနစ်ဝန်းကျင်ချိန်ကစတင်ပြီးကမ်ဘောဒီးယားစစ်တပ်က BN21 တုံးကြီးလက်နက်ကြီးဒရုန်းတွေနဲ့စတင်တိုက်ခိုက်ခဲ့ကြောင်းထိုင်းစစ်တပ်ကလည်းနေဆက်ဒေသထိန်းချုပ်ရေးတိုက်ခိုက်ပွဲလုပ်ဆောင်နေကြောင်းသိရတယ်။ လက်တလောကမ္ဘောဒီးယားစစ်တပ်တိုက်ခိုက်မှုကြောင့်ထိုင်းရဲသားပြည်သူတွေနေအိမ်တွေထိခိုက်ခဲ့ရပြီးထိုင်းတပ်ဖွဲ့တွေကနေဆက်ဒေသကနေနောက်ကျန်ရွာကိုပြန်လည်သိမ်းပိုင်းစစ်စင်စတင်ခဲ့ကြောင်းလက်ရှိချိန်ဒီနှစ်နိုင်ငံနေဆက်ကနေထိုင်းပြည်သူတွေကိုဘေးလွယာကိုရွှေ့ပြောင်းပြီးဖြစ်တာကြောင့်ထိခိုက်တဲ့အရှိမှုတို့မဟုတ်သိမ်းဆမှုမရှိကြောင်းသိရတယ်တို့ရရင်ကမ္ဘောဒီးယားဘက်ကရတပ်ပြည်သူချုပ်သိမ်းဆောင်မှုနဲ့စစ်အရာရှိသူချုပ်သိမ်းဆောင်မှုတွေရှိနေကြောင်းထိုင်းဘက်မှာလည်းထိုင်းစစ်သားတွေထိခိုက်သိမ်းဆောင်မှုဖြစ်ပေါ်နေကြောင်းသိရပါတယ် ကမ္ဘောဒီးယားဆိုရကယနေ့မနက်ပိုင်းထုတ်ပြန်ကြမှာကမ္ဘောဒီးယားပြည်သူ9ဦးသေဆုံးပြီး20ဦးထဏ်ရရှိကြောင်းထိုင်းကငြိမ်းချမ်းသဘောတူညီချက်ကိုချိုးဖောက်ကြတဲ့တွင်ထုတ်ပြန်နေထိုင်းဝန်ကြီးချုပ်ကတော့ဆစ်လိုလာတဲ့ကမ္ဘောဒီးယားနဲ့တွဲဆောင်ဆွေးနွေးမှုမဟုတ်ကြောင်းယမန်နေ့မှာထုတ်ပေါ်ပြောဆိုတယ်ထိုင်းစစ်တပ်ကယမန်နေ့ F6 ဒေတိုက်လီယင်နေနဲ့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးယနေ့မှာလည်းလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်နေကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်ပါတယ်ဆလဘီကြောင်တကားနဲ့ကြောင်ကြီးမြို့နယ်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျိုင်ကော့ပတာနဲ့ပုံကျဲမှု86နှစ်ရွယ်ဒေါ်စိန်မြိုင်ပွဲချင်းမိသေးဆုံးဖုံးကြီးကျောင်းနဲ့နေများပြက်စီး ဘခုတိုင်းကြောက်တကားမြွနယ်နဲ့ကြောက်ကြီးမြွနယ်မှာရှိတဲ့ဖုံးစီဆောင်တဲ့နေတွေကိုဂျပန်စစ်တပ်ကတိုက်ပတ်ဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျန်ကော့ပတာနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်86နေရွယ်တော်စိတ်မြိုင်ပွင့်ခြင်းမိသေးဆုံးခဲ့ကြောင်းဒေသပြည်တွေကပြောတယ်ဒီဇင်မာရှင်ရဲ့မနက်7:00နာရီခန့်မှာကြောက်တကားမြွနယ်ရှိကြောက်စွေရွာဖုန်ကြီးကျောင်းနဲ့ကြောက်ချင်းမြွနယ်ရှိကြောက်စွေရွာတို့ကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျန်ကော့ပတာနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ်။ဂျပန်စစ်တပ်ပုံကျတိုက်ခိုက်မှုတွေ86နှစ်ရတော့စိန်မြိုင်ပွဲချင်းမိသေးဆုံးပြီး72နှစ်ရမောင်းနေဆောင်တဲ့ဦးစင်းကျော်ဝင်းတို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထို့ပြင်ကြေအဖွဲ့ရတဲ့နေနဲ့ပြစီခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတာဆညပါတီပူလောမြို့နယ်ဩဂတာ PDF ဖြစ်ခဲ့ရှင်နေတနင်္သာရီတိုင်းပူလောမြို့နယ်ကြောက်ကာကျေးရွာမှာနေထိုင်တဲ့ဒိုင်းသားစီလုံးညညရေးပါတီပူလောမြို့နယ်ဩဂတာကိုဖြစ်ခဲ့ရှင်နေခဲ့လို့မြစ်ကဲအမတ်တိုင်ကထုတ်ပြန်ပါတယ်သောဆညပါတီပူလောမြင့်နယ်ဩဂတာဦးကြည်တန်းဟာဆေးဥဆွေရွေးကောက်ပွဲအောင်မြင်အတွက်ဥဆောင်ပါဝင်ကူညီသူဖြစ်တာကြောင့်အခုဒီဇင်ဘာ9ရက်နေ့ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးချိန်မှာပြန်လည်ပြစ်ခတ်ဖို့စူးစမ်းခဲ့တဲ့အတွက် ပြစ်ခတ်ရှင်လှလိုက်တာဖြစ်တယ်လို့မြေခံအမတ်တတန်ရေးပြန်ကြားရေးတရင်ထောင်ဝင်ကကပြောပါတယ်။နေမာတော့ဖန်စီတဲ့တာတကြီးဖမ်းမခံမဲ့ထွက်ပြေးဖို့စူးစမ်းလိုက်လဲဖန်စီရဲဘော်ကိုပြန်ခုခံရင်လက်နက်လူယူပြီးပြန်လဲပြစ်ခတ်ဖို့စူးစမ်းခဲ့တဲ့အတွက်မိမိကိုယ်ကိုကာကွယ်ဖို့အတွက်ပြစ်ခတ်ရှင်လှလိုက်ရတာပါ။အဲ့ဒီပြစ်ခတ်မှုတွေမှာပြည်သူမျိုးသားတအုပ်လက်လက်တန်းကိုကြီးထိမှန်ခဲ့ရကြောင်းအဲ့ဒီကိုက်မှုပေါ်စိမ်ကောင်းဖြစ်မိကြောင်းနဲ့ကာကွယ်ရှင်နဲ့မိသားစုတောင်းမဲ့ကြောင်းတရင်ကဒီဇင်ဘာ6ရက်နေ့မှာထုတ်ပြန်တယ်။ ဒါအပြင်ဆေးဥဆက်ရွေးကောက်ပွဲလုပ်ငန်းတွေကိုထောက်ပံ့ကူညီနေသူကြောက်ကကြောက်အုပ်ချုပ်ရေးမှု dropping your quarter စံစက်မှုရဲ့လက်ထောက်မချို့ဆိုသူကိုလည်းဖမ်းဆီးထိန်းသိမ်းတာကြောင့်မချို့ကမဲဆင်းပြုစုလောက်ကိုင်းနေသူလို့မိခင်အမတ်တွေတရားကြိုင်းတာဝန်ခံကပြောတယ်။အနာသိဆေးဥဆက်ကပြုလဲမရွေးကောက်ပွဲမှာလူပုဂ္ဂိုလ်တွေဘာသာရေးကောင်းဆောင်တွေလူမှုဖွဲ့စည်းနေတဲ့တအုပ်ချင်းတော်လည်းကောင်းအဖွဲ့စည်းနေတော်လည်းကောင်းမဆက်စည်းုံချင်းအတင်းကြံမေးပို့ချင်းချောက်ချင်းနဲ့ရွေးကောက်ပွဲမှာပေါ်ပေါက်လာမဲ့ပဲဆွေးရရန်တယောက်ကမပိုင်ပတ်သက်ချင်းပြုဖို့ဆိုပြီးမိခင်အမတ်တွေတိုင်ကပြည်ခဲ့နိုဝင်ဘာကွဲနေမှာထုတ်ပြန်ကြေညာပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်